မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျနော်ဘာလို့လို့နဲ့ဆရာတို့အခုဆိုရင်2025ကိုနှစ်ဝက်ကိုကုန်လို့ဟောနောက်ထပ်2025ခုနှစ်ရဲ့နောက်ဆုံးနှစ်ဝက်ဖြစ်တဲ့เนาะလာတစ်ဖြတ်ခုနှစ်လပိုင်းကိုဆရာတို့ရောက်ရှိလာပြီဒီခုနှစ်လပိုင်းအတွင်းမှာတနင်္လာသာသမီမိတ်ဆွေတွေအားလုံးအတွက်ဘယ်နေရာတွေအကျိုးပေးကံကောင်းစီပြီးဘယ်နေရာတွေအားသာပြီးတော့ဘယ်လိုလုပ်ငန်းတွေဘယ်နေရာတွေကမိတ်ဆွေတနင်္လာသာသမီတွေအတွက်တလားစာခုနှစ်လပိုင်းအတွက်ကိုခေါ်ကြားပြီးမှဖြစ်တဲ့အတွက် တနင်္လာသာသမီမိတ်ဆွေတွေဆရာကိုဘယ်ကနေကြည့်နေရလဲဆိုတာဒီဗီဒီယိုရဲ့ comment box ထဲမှာဆရာကိုရေးပေးသွားပါအောင်ခင်ဗျကဲတနင်္လာသာသမီမိတ်ဆွေတွေအားလုံးအဆက်ဆက်ရရအောင်မြင်မှုတွေလီလီပိုင်ဆိုင်လို့တိုးတက်ကြပါစေကျောင်းဆရာကစူတောင်းထောပနာပြုသားအပ်ပါတယ်ခင်ဗျာဒီ2025ခုနှစ်ခုနှစ်လပိုင်းဇူလိုင်လအတွင်းမှာတနင်္လာသာသမီမိတ်ဆွေများအခုမိတ်ဆွေတို့ရဲ့ယင်ထဲမှာဘာကိုဖြစ်ဖြစ်ငွေကြေးထက် လုပ်ငန်းထက်စီးပွားရေးထက်ငြိမ်းချမ်းခြင်းနဲ့အေးချမ်းခြင်းတွေအလိုရှိနေတဲ့ကာလစိတ်မျိုးဖြစ်နေတာမျို ကိုကိုကိုစိတ်ငြိမ်းချမ်းအောင်အေးချမ်းအောင်ကြိုးစားနေတော့လာဖြစ်တဲ့အတွက်ဟာပတ်စံမရှိရင်တော်ပြီမိသားစုနဲ့အေးအေးချမ်းချမ်းနေခြင်းနဲ့စိတ်မျိုးငွေမရှိရင်တော်ပြီကို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 မိသားစုနဲ့ကိုကိုရဲ့မောင်နှမတားချင်းနဲ့ကိုအေးချမ်းခြင်းနဲ့စိတ်လေးတွေဖြစ်နေတာမျိုးတွေနော်ဟာတတလုံးယဟန်ဝစ်လိုက်ရင် ကောင်းမှာလို့တတလုံးတရားစကားဝင်ကောင်းမှာဆိုတဲ့စိတ်မျိုးတွေများစွာဖြစ်ပေါ်နေပြီးတော့ရန်ကိုရန်ရန်ညှစ်မတုံမြင်မဲနဲ့ PO1 ငြိမ်းချမ်းခြင်းနဲ့အေးချမ်းခြင်းတွေများစွာဖြစ်ပေါ်နေတော့ကာလာဖြစ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ကောင်းမွန်ပါတယ်ဒါကြောင့်တုံးန က်တူတယောက်နဲ့တယောက်မိသားစုဝင်တွင်မှာအိမ်အတွင်မှာလုပ်ငန်းအတွင်မှာအဆင်မပြေမှုတွေကိုအေးချမ်းခြင်းနဲ့ကိုယ့်ဘက်ကစတင်ပြီးတော့ဖြည့်ချင်းရင်ဘယ်ရမစိုးကံကောင်းမှုနဲ့အဆင်ပြေမှုတွေရရှိသွားမယ်လာဖြစ်ကြောင်းဆရာကထပ်လောင်းပြောကြားလိုက်ပြရစေခင်ဗျာကျမ်းမာရေးတနင်္လာတော်သမီးမိတ်ဆွေများကျမ်းမာရေးနဲ့ပတ်သက်လာရင်ဆူဆူဝါးဝါးတော့ဘာမှဖြစ်เสียအကြောင်းမရှိဘူး တမန်ဇရာကြောင့်ကျမရင်နဲ့ပတ်သက်လို့ညံတာမျိုးလေးတွေငကူကအရှိကံယောဂအဟောင်းရှိတဲ့မိတ်ဆွေများအစာရင်ရှိတဲ့သူများအစာရင်နဲ့ပတ်သက်ပြီးတော့နည်းငယ်ချူကြတာမျိုးအသက်ရှူနှလုံးနဲ့ပတ်သက်တာမျိုးမောတာမျိုးကလွယ်ရင်ဆူဆူဝါးဝါးပါမှမဖြစ်နိုင်ပါဘူးခင်ဗျအကယ်၍ဒီလိုဆူဆူဝါးဝါးဖြစ်ပြီဆိုရင်တော့မိတ်ဆွေတင်းနေလာတဲ့သမီးတွေဟာလောကီမကောင်းတဲ့ပညာရက်တွေ ဇုံတိုက်တွေလောကီယိုယာတွေနတ်တွေတတ်တွေတိုက်တွေအဆရှိတဲ့ပညာရက်တွေနဲ့ပြူစားခြင်းတိုက်ခိုက်ခြင်းမျိုးတွေကြုံရတတ်တဲ့အတွက်တော့ဒီအရာလေးတွေကိုတော့တာမန်လာရီထက်ကောတော့ဒီခုနှစ်လပိုင်းအတွင်းမှာမိတ်ဆွေတင်းနေတာသာသမီတွေသတိထားဆင်ခြင်ပေးရအတွက်တော့လိုအပ်ကြောင်းထပ်လောင်းအကြံပြုဟောကြားလိုက်ပါရစေခင်ဗျာတင်းနေတာသာသမီမိတ်ဆွေတွေမကောင်းတဲ့အတက်ပညာတွေအတိုက်ခိုက်တွေဒီအရာလေးတွေကိုထပ်လောင်းပြုစိုက်ပါတာမန်အားဖြင့်ဆိုရင်တော့စူးစူးဝါးဝါးဘာမှမညံ့နိုင်ဘူးဆိုတဲ့အကြောင်းထပ်လောင်းအသိပေးပါရစေခင်ဗျာ ငွေကြေးငွေကြေးနဲ့ပတ်သက်လာရင်တော့မိတ်ဆွေတို့အနေနဲ့တတိထားရမှာလေးတွေကိုဆရာပြောလိုက်မယ်ဒါဆိုရင်မိတ်ဆွေတို့ဘယ်ရာတွေချစ်တို့ဆောင်ရွက်လှုပ်ဆောင်တင်လဲဆိုတာသိပါမှာပေါ့ဒီခုနလပိုင်းအတွင်းမှာမိတ်ဆွေတနင်္လာသားသမီးတွေဟာအားနည်းစီတယ်လူမျိုးခြားဘာသာခြားနဲ့ပတ်သက်ပြီးတော့တတိထားဆင်ခြင်ပေးပါဒိုင်းတစ်ပါးပြပပတ်စပို့ဗီဇာလုပ်ငန်းတွေနဲ့ပတ်သက်တာလေးတွေမှာအတက်ငိုင်ဆုံးကိုကိုတိုင်းဦးစီးဦးဆောင်လှုပ်ဆောင်ခြင်းထက်တဦးတယောက်ရဲ့အကူအညီကိုရယူပြီးတော့လှုပ်ဆောင်ကာမှာတော်ကကြမယ်လာဖြစ်ပြီးတော့ အိုးအိမ်ချမ်းမြေမြေယာနဲ့ပတ်သက်လာတဲ့အခါမှာတတိထားစီရင်ပေးရန်လိုအပ်ပြီးတော့အိုးအိမ်ချမ်းမြေစောက်တာမျိုးလေးဒီမှာဒီလာတာမှာမိမိအမိခံစောက်တာမျိုးလေးတွေအားနည်းစေသလိုမိတ်ဆွေတနင်္လာသားသမီးတွေဟာဒီလာတာတော်တွေမှာနေရာထိုင်ခင်းကိစ္စလုပ်ငန်းရာထူးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့အားနည်းစေတယ်ဆိုလိုတာကရာထူးမတိုးနိုင်ဘူးရာဟုပြောင်းကျင်တာမျိုးရာဟုတိုးဖို့အတွက်ကိုစဉ်းစားနေတာမျိုးဆိုရင်တော့မိတ်ဆွေတို့အမိပဲထွက်ပြီးတော့တကယ်တမ်းလက်တွေ့မှာဘာမှတိုးမလာတာမျိုးတွေကြုံရတတ်တယ် နေရာထိုင်ခင်းနဲ့ပတ်သက်လာတဲ့အခါအိုးအိမ်ချမ်းမြေဝဲတာစောက်တာပြောင်းတာရွှေ့ရာနဲ့ပတ်သက်လာတဲ့အခါကိုကိုတိုင်ဦးစီးဦးဆောင်လာတာမိမိရဲ့အိမ်တော်ဘက်နဲ့ပတ်သက်ပြီးလှုပ်ဆောင်တာမျိုးတဦးတယောက်ရဲ့ဦးစီးဦးဆောင်မှုကိုရယူပြီးတော့စွန့်ဆောင်တာမျိုးဟာပုံမကောင်းမွန်ပဲလာဖြစ်တဲ့အတွက်တော့နေရာထိုင်ခင်းကိစ္စအိုးအိမ်ချမ်းမြေကိစ္စလေးတွေတတိယဆင်ခြင်ပေးပါ အမှုကိစ္စဖြစ်နေသူတွေ အမှုကိစ္စနဲ့ပတ်သက်လာပြီးတဲ့အခါမိတ်ဆွေတို့အနေနဲ့အမွေကိစ္စဖြစ်နေသောမိတ်ဆွေများဖို့ကတော့လက်ရှိမှာကာလအတော်တွင်မှာဆိုရင်တော့ဘာကိုဖြစ်ဖြစ်အလင်းစလိုဝုံတိုင်းလှုပ်ဆောင်တာမျိုးလေးတွေအားနည်းစေသလိုအမှုရှိသူတွေကိုညာအိညာနေခေါ်တာမျိုးလေးတွေအဲဂျာတုံးဂျာဝင်တာမျိုးလေးတွေသူများအကြဲမှာကိုကစေတနာတွေဝေဒနာဖြစ်ရတာမျိုးလေးတွေတတိသားစင်ရင်လိုအပ်သောကာလဖြစ်ပါလေဒါသမီးတပည့်လာတာလက်အောက်ငယ်သားနဲ့ပတ်သက်ပြီးတော့စိတ် ပုပင်တော့ကလေးဒီအနေငယ်ပေးရတတ်တဲ့အတွက်တတိယဆင်ရင်ပေးရန်လူအကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီလတာတော်တွေမှာဆိုရင် အကျိုးပေးအားတာကံကောင်းစီတော့အရာလေးတွေကိုဆရာဆက်လန်းပေါ်ပြပေးရစီတနည်းအားသာသမီးမိတ်ဆွေတွေကဒီ2025ခုနှစ်လပိုင်းအတွင်းမှာဆိုရင်တော့ခရီးသွားဆိုင်ရာလုပ်ငန်းတွေနဲ့ပတ်သက်ရင်ပြည်တွင်းခရီးသွားဆိုင်ရာလုပ်ငန်းတွေအကျိုးပေးရဲ့အဲ တန်းလို့တွတ်တို့သဲလို့အစရှိတဲ့အရာလေးတွေနော်အဲပြီးတော့ယင်းလို့ဆက်ပစ္စည်းတို့ ਨੇ ပတ်သက်တာလေးတွေမှာရှေ့တို့ဆောင်ရလုဆောင်ရင်အားသာကောင်းမှုတိုးတက်နိုင်တယ်အလားကုန်ပစ္စည်းတွေရှေ့တို့ဆောင်ရလုဆောင်လို့ကောင်းတယ်ဖက်ရှင်ဒီဇိုင်နာ ဒီဇိုင်းနဲ့ပတ်သက်တာတွေကုတန်းရောင်းဝယ်ရေးရေထွက်ကုန်အလားအပါရေးရာဒီဇိုင်းနာအစရှိတဲ့လုပ်ငန်းတွေအမှုပညာပကြီးပခုဘေးဒင်ပေဒါစံကြံတရုပ်ဆောင်အစိုးအကအရေးအတိတခုမှအမှုပညာနဲ့ပတ်သက်တာတွေမှာအများနဲ့ပတ်သက်တာတွေဖွယ်စည်းအသိအဖွဲ့နဲ့ပတ်သက်တာတွေမှာရှေ့တူဆောင်ရွက်လှုပ်ဆောင်ရင်အသာကောင်းမွန်ပြီးတော့တိုးတက်နိုင်တော်လာဖြစ်ပါတယ်ပညာရေးနဲ့ပတ်သက်လာရင်တော့ကိုကတက်ပြီးသားပညာရက်ကိုလက်တွေ့ကြကြအသုံးချပါရတယ်နော်သင်ယူခြင်းထက် တက်မြောက်ပြီးတော့ပညာရက်ကိုကောင်းစွာအသုံးချရင်အောင်မြင်တဲ့တိုးတက်မှုတွေလမ်းကြောင်းတွေကိုကျင့်တင်မလွဲမသွေရရှိစေမယ့်လဖြစ်တဲ့အတွက်ကြောင့်မလို့ပညာရေးနဲ့ပတ်သက်ရင်တော့သင်ယူခြင်းထက်အသုံးချခြင်းကပုံမူအားသာကောင်းမှုတိုးတက်နိုင်သောလဖြစ်ပါတယ်ကွန်ပျူတာလုပ်ငန်းတွေအဲ အစရှိတဲ့ဟုတ်လားတန်တွတဲ့ကြောက်မြရတနာနဲ့ပတ်သက်တာတွေဇာစီစာရိုက်လုပ်ငန်းတွေကွန်းတို့ရှမ်းတို့အစရှိတာတွေနဲ့ပတ်သက်သောလုပ်ငန်းတွေအကျိုးပေးအားသာကောင်းမှုပါတယ်ငွေကြီးဆိုင်ရာတွေမှာလက်လွန်ထားသောငွေကြီးတွေကိုပြန်လဲတောင်းဆိုတာမျိုးငွေကြီးနဲ့ပတ်သက်လို့ရှိရင်လုပ်ငန်းတွေကိုယင်းနှိလှုပ်ဆောင်တာမျိုးတွေအကျိုးပေးအားသာကောင်းမှုပြီးတော့ကံကောင်းစေတယ်အဖွဲ့အစည်းအသင်းအဖွဲ့နဲ့ပတ်သက်သောလုပ်ငန်းတွေအများနဲ့ပတ်သက်သောဆိုင်ရာလုပ်ငန်းတွေဘာသာရေးဆိုင်ရာလုပ်ငန်းတွေပဋ္ဌာဟိတဆိုင်ရာလုပ်ငန်းတွေအများစုနဲ့ပတ်သက်ပြီးတော့ရှေ့တို့ဆောင်ရာလှုပ်ဆောင်ရင်အားသာကောင်းမှုပြီးတော့တိုးတက်နိုင်ပါတယ် ရှေ့သူဆောင်ရလုဆောင်လို့လည်းကောင်းတယ်အမှုကိစ္စဖြစ်နေသူတွေကိုကိုကအာမခံပြီးလိုက်လံကူညီရမျိုးတွေဟာအဲ့ဒီအပူပါမိတ်ဆွေရှိကိုကျင်းတည်ပါအပူတော်ကကူတတ်တယ်ဒါအပြင်မိမိတို့အနေနဲ့အိမ်ောင်ကြီးစိတ်ဆိုးကွဲလာပြီးဆင်းလာတဲ့သူတွေကိုညာရင်လက်မခံပါနဲ့မိမိအိမ်ကိုအကြောင်းပြုပြီးတော့လာနေပြီးတော့ကြမ်းမာရေးကုမဲ့မိတ်ဆွေတွေစေယုံတမဲ့မိတ်ဆွေတွေစေကမ်းပြမဲ့မိတ်ဆွေတွေဆိုဖြစ်နိုင်ရင်တော့လက်မခံတာအကောင်းဆုံးဖြစ်ပါလိမ့်မယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့ အဲဒီကာလအတော်အတွင်းမှာဆိုလို့ရှိရင်တော့ဖြစ်နိုင်လို့ရှိရင်သတိထားစီနေရမယ့်အချက်ကလေးတွေကိုဆရာဆက်လက်ဖော်ပြပေးပါရစေဖြစ်နိုင်ရင်ဒီလတာအတော်အတွင်းမှာနှုတ်နဲ့ပတ်သက်လာတဲ့အခါကိုယ်နဲ့မဆိုင်တဲ့ကိစ္စတွေမှာအတတ်နိုင်ဆုံးစေတနာတွေဝေဒနာမပူပါနဲ့အဲကိုကစေတနာနဲ့ပြောလိုက်ပြင်မဲ့ဝေဒနာဖြစ်ပြီးတော့မလိုလားအပ်တဲ့ပြဿနာတွေဖြစ်ရတတ်တယ်။ဒေါသကိုခြေတန်းတင်ပြီးဆုံးဖြတ်တာမျိုးလေးတွေမှာဘာကိုဖြစ်ဖြစ်အလင်းစလုံးလောကနဲ့ယင်းကနဲ့ဒိုင်းနဲ့ဆုံးဖြတ်တာမျိုးလေးတွေဖြစ်နိုင်ရင်တတိတာဆင်ကျင်ပြီးဖို့လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာ။ လူငယ်တွေအရှင်ကြီးနဲ့ပတ်သက်လာရင်တော့ရှစ်သူမရှိသူတွေရှစ်သူကြီးစားရရှိတတ်ပေမဲ့လို့အိမ်ထောင်သမီးကြီးစားများအနေနဲ့တဦးနဲ့ဒုတိယနဲ့တယောက်ဝေးကွာနေသူတွေပြန်လဲစုံစည်းရတာမျိုးကြီးစားတဲ့ရှစ်သူတွေရရှိတာမျိုးမိမိချစ်တော်မြတ်လို့တော်သူကိုဖွင့်ပြောရင်အာသာကောင်းမွန်တိုးတက်နိုင်တော်ညာလေအိမ်ထောင်ပြူရန်တိုင်မင်တာမျိုးဆိဆက်ကြောင်းလန်းတာမျိုးလေးတွေမှာတော့တတိထားစင်ပြင်ပေးရလိုအပ်ပြီးတော့မိမိချစ်သူသမီးကြီးစားနဲ့ပတ်သက်လာတဲ့အခါမှာ အိမ်နောင်ပြည်ရန်ကိစ္စတိုင်းမင်ဃာမအကြောင်းအရာမျိုးစုံနဲ့လွဲနေတာမျိုးအဆက်အသွယ်ပြတ်နေတာမျိုးအဆင်မပြေလာတာမျိုးတွေခံစားနေရတတ်တော်လာဖြစ်တဲ့အတွက်အဲစုပ်ဝင်လက်မကောင်းလက်ဝင်စုံမကောင်းတဲ့အတွက်ကြောင့်လို့သမီးစားများအနေနဲ့ကတော့အိမ်နောင်ပြည်ရန်စိစက်ရန်အတွက်ဆိုရင်တော့တတိထားစင်ရတိုင်းမင်ရန်လိုအပ်တော်လာဖြစ်ပါတယ်ခင်ဗျာနော်ဒါကမိတ်ဆွေတို့အိမ်နောင်ကြီးနဲ့ပတ်သက်လာရင်တော့နေရာထိုင်ခင်းနဲ့ပတ်သက်ပြီးတော့အကြောင်းပြုပြီးတော့စိတ်တိုင်းမကြတာမျိုးလေးတွေကြောင့်အိမ်နောင်ဘက်နဲ့ပတ်သက်ပြီးစကားရှိတယ်များရတာမျိုး ဒါသမီးဇွေမျိုးသားချင်းဂျားလူတူတယောက်ကိုအကြောင်းပြပြီးတော့စကားများရတာလို့ရင်ကျန်တာဘာမှငွေချင်းကိစ္စအကြောင်းရမျိုးတော့စုံနေဘာမှပြဿနာတက်စရာအကြောင်းမရှိပါဘူးသို့တော့အိမ်တော်ရင်းနဲ့ပတ်သက်လာတဲ့အခါမှာအဆက်အသွယ်ပြတ်နေသူတွေအဆက်အသွယ်ပြန်လဲတရင်ရရှိတာမျိုးလေးတွေကြုံရတက်တယ်လို့တည်တော်သူပြန်ရှင်တာမျိုးပျောက်တော်သူပြန်တွေ့မယ်လားဖြစ်ကြောင်းထပ်လောက်ပြောကြလိုက်ပါရစေခင်ဗျာဒီကကတော့တွင်မှာမိတ်ဆွေတို့ စက်ပစ္စည်းနဲ့ပတ်သက်တာတွေယင်နေအစ်စ်ဝင်တတ်တယ်မထင်မှဖဲဖရာဖူးခီးကြီးတွေတွားရတာမျိုးလေးတွေဆွေမျိုးသားချင်းအဆက်အသွယ်ဟောင်းမိတ်ဆွေဟောင်းအပေါင်းအသင်းဟောင်းတွေရဲ့အကူအညီကိုရရှိတတ်တယ်လို့လက်လွန်ထားတဲ့ငွေကြေးကိစ္စတွေမှာပြန်လည်ပြောဆိုတာမျိုးအာသာတာမျိုးကောင်းမွန်တာမျိုးလေးတွေကံကောင်းစီတော့လဖြစ်တော့ကြောင်းတတိအကျိုးစားရုံးကံခက်ခက်ခဲခဲမရှိဘဲနဲ့ကိုယ့်ရဲ့စိတ်ကိုပျော်ရွှင်အောင်တိဆောက်ပြီးတော့လုပ်ငန်းဆိုင်တာတွေကိုအရင်ကြီးပြင်ပမမမတွေးဘဲနဲ့လှုပ်ဆောင်ရင်အောင်မြင်တိုးတက်မှုနဲ့ရရှိစေတာ ကတိသေးကြစီတော့လာဖြစ်ပါတယ်မိမိရဲ့အိမ်နွေးရေးကိစ္စတွေမိမိလုပ်ငန်းကိစ္စအကျဉ်းစီကိစ္စတွေကိုတော့ဖွင့်မပြောပါနဲ့ဖွင့်ပြောရင်ပြတ်တတ်ပါတယ်ဘာဘူးကံနေစီတယ်လဲဆိုတော့ဒီလားဟာဘာသာရေးဆိုင်ရာကိစ္စတွေကိုလိုက်လံဝေဖန်တာမျိုးဟာအလိုလိုမိမိရဲ့ကံကိုကြစီပါတယ်ဒါကြောင့်ဘုံကြီးယဟန်တန်ကအဆရှိတဲ့ပုံကိုယ်တွေကိုမလူနိုင်နေပါမဝေဖန်ပါနဲ့ပြီးတော့နိုင်ငံအကြီးအကဲတို့အုပ်ချုပ်သူတို့အဆရှိတာမျိုးဇယံငယ်နဲ့ပဲဥပမာပြပါမယ် ဆရာဆိုကံညံ့လာပြီဆိုလို့ရှိရင်ဆရာကနံပါတ်1မိဘတွေနဲ့ဆရာရှင်မငင်းတော့ပါဘူးခင်ဗျာဆရာမှန်ရင်တော့ဆရာရှင်မငင်းတော့ပါဘူးဘာလို့လဲသူတို့နဲ့ရှင်မင်းရင်သူတို့ကမိဘဖြစ်တဲ့တော့ကံကြစီတဲ့အတွက်ဆရာသမားတို့ဖုန်းကြီးတို့ယဟန်တန်ကားတို့အုတ်ရှုပ်သူတို့ဆရာမဝေဖန်တော့ပါဘူးဘာလို့လဲသူတို့ကကံမြင့်တဲ့အတွက်ကြောင့်မလို့ဆရာကဝေဖန်ဆရာကံဖိတာတတဲ့ကံမြင့်ရင်တော့မိတ်ဆွေတို့ဇာနာအတိုင်းလုပ်ပါကံနိုင်နေတဲ့အခါကံညံ့နေတယ်လို့ခံစားရရင်တော့ဒီရရှာလေးတွေကိုတတိထားပါဆရာကဘာအယောင်ကာလမှမပါပဲပြောတာနော် ကောင်းပြီဆိုတော့ဒီလာတာတော့ဒီမှာမိတ်ဆွေတို့အဲဆံငဲမိတ်ဆွေဓမ္မမိတ်ဆွေများအဋိဌံပြုလို့တပါဆိုရင်တော့မဟာသမယတုတ်ကိုတနေ့ကိုတော့နှစ်ခေါင်ဝင်းကျင် လုပ်ငန်းကိုင်ကန်လှုပ်ဖောက်ကင်ပတ်တွေနဲ့ပတ်တိုင်ငကိုကအဆင်မပြေဘူးတဦးနဲ့တဦးတယောက်နဲ့တယောက်နားလည်မှုလွဲနေတဲ့သူတွေတော့မှပြန်လည်ပြီးတော့အဆင်ပြေတာမျိုးလေးတွေအေးချမ်းတာမျိုးလေးတွေကြုံတွေ့ရတတ်တော်လားဖြစ်ပါတယ်ခင်ဗျာဒါပြင်မိတ်ဆွေတို့အနေနဲ့ဒီလာတာတော့ဒီမှာဆိုရင်တော့မိတ်ဆွေတနင်္လာသာသမီတွေဟာဘာလဲကြံသေးရောဆရာတို့အဲ ဂျမအင်းနဲ့ပတ်သက်လာတဲ့အခါမှာအဲမကောင်းတဲ့အတက်ပညာတိုက်ခိုက်ပြီးဖြစ်ရတတ်တယ်လုပ်ငန်းနဲ့ပတ်သက်အလုပ်နဲ့ပတ်သက်ရင်နေရာထိုင်ခင်းနဲ့ပတ်သက်ရင်ကိုယ့်ကိုမနာလိုလို့ဆက်ထပ်ပြောပါမယ်မကောင်းတဲ့အတက်ပညာတွေတိုက်ခိုက်ပြီးလောကီစုံအစီရင်နေလုပ်ငန်းနဲ့ပတ်သက်ပြီးလုပ်ငန်းပြရင်လုပ်ပြရင်နေနဲ့ပတ်သက်ပြီးတော့တိုက်ခိုက်တာမျိုးလေးတွေကြုံရတတ်တဲ့အတွက်ကြောင့်မလို့တော့ကိုယ့်ကိုယ်ကိုသတိထားပါမကောင်းတဲ့အိမ်မက်တွေတင်းကြိုင်းတို့ခွေးကြိုက်တာတို့အစရှိတဲ့အိမ်မက်တွေမက်တဲ့အခါ အတက်ပညာတွေအတိုက်ခိုက်တွေတတိထားပါဘာသာတရားမပေါ်ပါနဲ့ဘာသာတရားကိုလှုပ်လေလေမိတ်ဆွေရကံဟာတိုးတက်ကောင်းမွန်လေဆိုတော့လာဖြစ်ပါတယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီကာလအတော်တွင်မှာဆိုရင်တော့လုပ်ငန်းလုပ်နေရင်လည်းဘာလို့လို့ရုပ်ပြရထိုးပြီးတော့အဆင်မပြေဘူးကံညံ့လာပြီဆိုရင်တော့အတိုက်ခိုက်တွေလုပ်ငန်းတို့အလုပ်သူတွေနေလူဘုံမဟုတ်ရင်တော့နေရာထိုင်ခင်းမြေယာကိုတိုက်ခိုက်တတ်တဲ့အတွက်တော့ဒါလေးတွေကိုတော့မပေါ်ဘူးလူအကြောင်းနဲ့မိမိတို့နီးဆက်ရဆရာသမားဂျုံကြီးအားကိုးရသောသူတွေနားမှာအဲ အတိုက်ခိုက်တွေကိုစစ်ဆေးတာမျိုးမြေတန့်တာမျိုးကမဝါရွတ်တာမျိုးဒါမျိုးတွေကိုလှုပ်ဆောင်ပြီးဖို့လူအကြောင်းထပ်လောင်းပြောကြားအကြံပေးလိုက်ပါစီဒီလာတာတော်တွင်မှာအကျိုးပေးစေသောနေသားဆိုရင်တော့တောက်ကြာသာသမီတွေနဲ့တွဲဖက်လှုပ်တာမျိုးဗုဒ္ဓဘူးသာသမီတွေနဲ့တွဲဖက်လှုပ်တာမျိုးဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေပြီးအာသာကံကောင်းစေပါလေအကျိုးပေးသောအယောင်နေနဲ့ဆိုရင်တော့အသားယောင်တို့အဝါယောင်တို့အပန်းယောင်တို့ဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေပါလေအကျိုးပေးသောခဏအခရာတွေနေနဲ့ဆိုရင်တော့ နှစ်ကနန်း၊ရှောက်ကနန်း၊ရှစ်ကနန်းတွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်ပြီးကံကောင်းစေပြီးတဲ့အခါကံဆန်းနာမျိုးအားသာကောင်းမွန်ပါတယ်။ဒါအပြင်ဆုံးပြီးသားသူတို့မဟုတ်နှစ်ကာလများစွာမတွေ့ရတဲ့မိတ်ဆွေတွေကိုအကြောင်းပြုပြီးအိမ်မက်မက်တာမျိုးမိတ်ဆွေအဟောင်းတဦးတယောက်ကိုအိမ်မက်မက်တာမျိုးကိုနဲ့ရင်းနှီးခင်မိဝေးကွာနေသူကိုအိမ်မက်မက်တဲ့အခါမှာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်ပြီးလို့ရည်ရွယ်ပြီးတဲ့အခါထီကံဆန်းနာမျိုး ထီထိုးတာမျိုးလုပ်ပေးပါဒါဆိုရင်ကံကောင်းပါတယ်ထီထိုးတဲ့အခါမှာလဲတူတဲ့တယောက်တည်းကြိတ်ပြီးတော့ထိုးတာဟာပိုပြီးကံကောင်းစီပါတယ်ပေါ့ရင်တော့ဆရာတော်ပါပြီနော်ကောင်းပြီဆိုတော့ကံကောင်းစီတော့လာဖြစ်ပါတယ်ငွေကြီးနဲ့ပတ်သက်ရင်တော့ဘလောက်ပဲခက်ခဲစီကမှုအခက်အခဲတွေကိုအရန်ကြီးလော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 ဖြေမရှင်းပါနဲ့ငင်းငင်းကလေးနဲ့အေးအေးဆေးဆေးဖြေရှင်းရင် ဂျင်းလီပေါအစင်ပြီးအောင်မြူတိုးတက်ပြီးတော့ကံကောင်းစီမှာအသေးကြပဲဖြစ်တယ်။ဒါသမီးတပည့်လက်သားတွေနဲ့ပတ်တိုင်စိတ်တော့ကပြီးရတာမျိုးစိတ်ညစ်တာမျိုးတွေဂျုံအားတက်တဲ့အတွက်ကြောင့်အကြောင်းမိတ်ဆွေတို့အနေနဲ့ဒါသမီးနဲ့ပတ်တိုင်ရင်တော့တပည့်လက်သားနဲ့ပတ်တိုင်ရင်တော့တိကြဆင်ရင်ပေးရန်လိုအပ်ပြီးတော့ကိုဝင်တဲ့သတင်းလာသာသမီမိတ်ဆွေများအနေနဲ့ကလည်းဒီလတာတော်တွင်မှာအလေးပင်မတာမျိုးလေးတွေအဲဆိုးရိမ်စိမ်လွန်ခဲ့တာမျိုးလေးတွေမဖြစ်စေလို့ကြောင်းဆရာကထပ်လောင်းပြီးတော့ပြောကြပြီးတော့တာမန်လာတွေတက်တော့ပုံမပြူဆိုင်တင့်တော်လာဖြစ်ကြောင်းကိုထပ်လောင်း ပြောကြားလိုက်ပါရစေခင်ဗျာဒါအပြင်ဒီလက်တာတော်တွေမှာမိတ်ဆွေတို့အကျိုးပေးစီတော့အရက်ဟာတော့ မြောက်စုစုရက်ဖြစ်ပြီးတော့စန်းတီယာအရက်ကတော့အနောက်ရက်ဖြစ်ပါတယ်။ဒါအပြင်တနင်္လာသားသမီးမိတ်ဆွေတို့မိတ်ဆွေတို့ရဲ့ဒီလာတာတော်တွင်မှာသတိထားစင်နေရမယ့်အရက်အနေနဲ့ဆိုရင်တော့အဲအချစ်တောင်တောင်ရက်ကိုခྱི་ထွက်တာမျိုးလေးတွေဟာမိတ်ဆွေတို့ရဲ့ကံကိုအားနေစေတော့လာဖြစ်ပါတယ်။ဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီလာတာတော်တွင်မှာဆိုရင်တော့အနက်ရောင်လို့နော်ဒါပြီးတဲ့အခါအဲဒါလေးတွေကိုစင်ဆွဲရောင်တွေကိုသတိထားဝတ်ဆင်ပြီးပါလို့ဆရာကထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာ။ဒါအပြင်မိတ်ဆွေတို့ဒီလာတာတော်တွင်မှာ အရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမှာမိမိလိုရာကိစ္စကိုပြောဆိုတဲ့အခါမှာမိမိတို့ရဲ့သွားလိုတဲ့ကိစ္စတွေကိုအာရုံပြုပြီးတော့လက်ခုပ်လက်ဝါးငါးချက်ပြီးပြီးတော့လိုရာကိုပြောဆိုဆောင်ရွက်ရင်အောင်မြင်တိုးတက်စီပြီးတော့အစဉ်ပြေသွားမှာဖြစ်ပါတယ်မိစုတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းသွက်စီရင်မပြောမီကြော်ညာလေးဝင်ပြရစီဇယံငနာပြည်တွေမိချင်း0939 293 416 7902904160 WhatsApp Telegram မှာဖြစ်စီ Viber နံပါတ်963505နဲ့မှာဖြစ်စီဆက်သွယ်မေးမြန်းနိုင်ကြောင်းနဲ့ဆရာ TikTok Messenger တွေကနေဧည့်သည်လက်မှတ်ခံကြောင်းနဲ့ဩဆရာငယ်နားမှာကျွန်းနဲ့တန်လျက်ကျွန်းနဲ့ကငွေနှဝင်တန်လျက်ကအတိုက်ခိုက်ကင်းတာကျွန်းလျက်တန်လျက်ဒီရရှိဈေးကြောင်းဆရာကကြားဖြတ် marketing စီးရင်လည်းကောင်းပြီဆိုတော့မိတ်ဆွေတနင်္လာသားသမီးတွေဒီလတာအတော်တင်မှာဆိုရင်တော့ မိမိတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းတွက်အယောင်းထွက်စီမှုတွက်ဆိုရင်မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေကိုတရင်စာဆက်ကူလေးတစ်ဆောင်နဲ့လုံးပြီးတော့ရိုက်ပုတ်ထိတွေ့ပြီးတော့ဗစက်ကနေပြီးတော့ရောင်းထွက်ပါစေဆိုပြီးတော့ဘလောက်စည်းနဲ့ရောင်းထွက်ပါစေဆိုရိုက်ပုတ်ထိတွေ့ပြီးတော့ရောင်းလိုက်ပါခင်ဗျအယောင်းတွက်အယောင်းထက်သွားပါလိမ့်မယ်ဒီလတာတော်တွေမှာအဆက်ဆက်ရရအစင်ပြီးအောင်မြင်တိုးတက်စေပြီးတော့ကံကောင်းစီရန်အတွက်ပြုလုပ်ရမယ်ရေရီယာအနေနဲ့ဆိုရင်တော့ဒီရေရီယာဟာဆရာငယ်ဟောကမ်းမှာကိုအင်မတန်အသုံးပြုပြီးသားဖြစ်ပါတယ် မိတ်ဆွေတို့တကယ်ကိုစွမ်းပါတယ်တကယ်ကိုထိရောက်ပါတယ်เนาะဆရာဟောကမှဆိုဆရာလက်ဆောင်လေးတွေပေးရဆိုတော့မိတ်ဆွေတို့ဒီလာတာတော့ဒီမှာငွေကြေးကံကောင်းစီပြီးအဆက်ဆက်ရရအစဉ်ပြေစီရန်အတွက်ဆိုရင်တော့ဆရာတို့လီပိုပလင်းတစ်ခုပေါ်မှာလာဘန်လို့ရေးလိုက်ပါเนาะလီပိုပလင်းတစ်ခုပေါ်မှာလာဘန်လို့ရေးလိုက်ပါလာဘန်လို့ရေးပြီးသွားတဲ့အခါမိတ်ဆွေတို့ရဲ့เนาะလုံငန်းအမြင့်တဏီယာသို့မဟုတ်ရင်ဈေးဆိုင်ဆိုင်အမြင့်တဏီယာအိမ်ဆိုလဲအိမ်ရဲ့အမြင့်တဏီယာလေးမှာเนาะဖျောင်းနိုင်ထိတ်ကနေပြီးတော့လီပိုပလင်းရဲ့အဖုံးတစ်ခုပေါ်မှာဖျောင်းနိုင်လေး၉ရက်တိတိထွင်းပါ မိမိအနေနဲ့ဘာရောင်ထွင်းထွင်းကိုရအဝါရောင်ထွင်းမယ်ဆိုရင်အဝါရောင်ကိုရထွင်းမှာအစိမ်းရောင်ထွင်းမယ်ဆိုအစိမ်းရောင်ကိုကိုရထွင်းမှာဘာရောင်ထွင်းထွင်းအဲ့ဒီအရောင်တူလေးကိုရတော့ထွင်းပြပါဘယ်နေ့ကစထွင်းထွင်းရပါလဲဆရာပြန်ပြောပြပါမယ်ငွေကြီးကန်ကောင်းစီပြီးအဆက်ဆက်ရဲ့အစင်ပြအောင်မြင်တိုးတက်စေရလို့ငါလီပိုပလင်းတစ်လုံးပေါ်မှာလာဘန်လို့ရေးလီပိုပလင်းရဖုံးပေါ်မှာလာဘန်လို့ရေးဘာနဲ့ရေးရမှာလဲဆိုကြိုက်တာနဲ့ရေးထင်ပြီးတော့လီပိုပလင်းဖုံးပေါ်မှာလာဘန်လို့ရေးပြီးတော့အဲ့ဒီရဲ့မိတ်ဆွေတို့ရဲ့အဲ့ဒါလီပိုပလင်းရဲ့ဟိုအမြင့်တနေရာ မှာတင်တင်ပြီးတော့အပေါ်မှာဖျောင်းနိုင်တင်ထွင်းပြီးတော့ငွေကြေးကံကောင်းအောင်ဆူတောင်းလိုက်ပါကအခက်အခဲမှန်သမျှအဆင်ပြေသွားမှာပါရပြပြောပြရစီတချို့ကဆရာတို့ဂါလာတွေနဲ့ပတ်သက်ပြီးခွဲခြားတဲ့အခါမှာမန်းဒီပတ်စံကိုကိုစားပြုတဲ့ဂါလာကတော့ဆရာတို့အစိမ်းရောင်ဖြစ်ပါတယ်ငွေဝင်ခြင်းအစိမ်းရောင်တွင်ပေါ့အတိုက်ခိုက်ကင်းကျင်နေဆိုရင်တော့အနီရောင်ထွင်းပေါ့ဗျာနော်ဆိုတော့ဒါအပြင်မိတ်ဆွေတို့အနေနဲ့အဲလတ်လာပါပွင့်ကျင်နေဆိုရင်တော့အဝါရောင်လေးထွင်းပြီးတော့ဆူတောင်းလိုက်ပါယုံကြည်ခြင်းသည်မိတ်ဆွေတို့ရဲ့ကံဖြစ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ ဘာကိုဖြစ်ဖြစ်ဒီတလတာတော်တွေမှာတနင်္လာသာသမီမိတ်ဆွေတွေအားလုံးဆက်ဆက်ရရအောင်မြင်တိုးတက်လို့ယရနာစိန်ကြောက်ဇေတောက်တိုင်းကစားနိုင်ပြီးတဲ့အခါဘေးဒီယာမန္တမယဝေးကွာလို့ဒုဗိတ်တန္တရအသက်တန္တရယောဂကန္တရဆိုသောကကြီးသုံးပါးကနေကင်းဝေးကြပါစေတနင်္လာသာသမီတနင်္လာသာသမီအပေါင်းတို့အားလုံးတက်နေတဲ့ဘိုးလက်ဝေးဖြုတ်ခဲ့သူစီးစိန်ဥစ္စာများတိုးပွားပြီးတဲ့အခါ အဆဆရရအောင်မြင်မှုတွေကောင်းကျိုးလိုရာဆန္ဒမှန်မှန်ပြေဝကြပါစီကြောင့်ဆရာကမေတ္တာပို့စုတောင်းထောပနာပြုသားလိုက်ပါတယ်ခမကဲအင်္ဂါလှဲ့တွေကိုခဏနေပြန်လာပါမယ်ယေရှုတမန်